အားလုံးပဲမင်္ဂလာပါဗျ JDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီကနေ့မနေ့ကပဲရှင်ပြိုင်ထိုးသက်ပြီးစီးသွားခဲ့တဲ့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်သား fighter လေး Joshua Ban ရဲ့ပွဲစဉ်ကြောင့်ကိုပြန်လည်သုံးသက်တင်ဆက်ပေးသွားမယ်ပြင်ဒီပွဲစဉ်ပြီးတဲ့နောက် Champion စင်ခေါ်ခွင့်ရရှိသွားခဲ့တဲ့ Joshua Ban အနေနဲ့သူ့ရဲ့အနာဂတ်ကာလမှာဘယ်လိုမျိုးပြင်ဆင်သွားဖို့ရှိသလဲဘယ်လိုမျိုးတွေပြင်ဆင်သွားတဲ့လဲ Joshua Ban ရဲ့ အနာဂတ်လမ်းကြောင်းစတဲ့အကြောင်းအရာတွေကိုပြည်သက်တယောက်နေနဲ့သုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ဒီနေ့ရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဂျိုရှွာဘန်ရဲ့ပွဲစဉ်ကိုပြန်လည်သုံးသက်တင်ဆက်ပေးပါမယ်။ဂျိုရှွာဘန်အနေနဲ့ဒီပွဲစဉ်ကိုပွဲထွက်လာခဲ့တဲ့အချိန်မှာသူ့အနေနဲ့ပြီးခဲ့တဲ့ဒီ UFC 316 event ပွဲစဉ်မှာရှင်ပြိုင်ထိုးသက်ထားတဲ့ပူပူနွေ့နွေ့ fighter 2ဖြစ်ပြီးတော့ ယိုရှွာဘန်နေနဲ့ဒီပွဲစဉ်အတွက်ပြင်ဆင်ချိန်ဟာ၃ပတ်လောက်သာအချိန်ကာလရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျိုရှွာဘန်နေနဲ့တော်တော်လေးကိုစူးစမ်းလေ့ကျင့်ပြင်ဆင်ထားခဲ့ရပုံပေါ်ပါတယ်။ဒါ့အပြင်ဂျိုရှွာဘန်နေနဲ့သူရှင်ပြိုင်ထိုးသက်တော်ရမယ်ပြိုင်ဘက်ဟာ UFC ရဲ့ Flyweight Dan Ranking နံပါတ်1နေရာက Fighter ဖြစ်တဲ့ Brandon Rivel ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူဟာတကယ်ကိုခေါင်း Fighter ကြီးကိုရှင်ပြိုင်ထိုးသက်တော်ရမယ်အနေထားမှာရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပွဲထွက်လာခဲ့တဲ့အချိန်မှာဂျိုရှူအာဘန်နေနဲ့တကယ့်ကိုတီတီငိမ့်ငိမ့်နဲ့ပွဲထွက်လာခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့အဓိကချီးမံချက်ဖြစ်တဲ့နိုင်ပွဲရရှိရေးကိုအကောင်းဆုံးစ조사ရှင်ပြိုင်ထိုးသက်သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဖိုက်တာနှစ်ယောက်ရှင်ပြိုင်ထိုးသက်တဲ့အခါမှာဂျိုရှူအာဘန်နေနဲ့အရက်မောင်းက၅ဘေ၅လက်မသာရှိပြီးတော့ Brandon Rover အနေနဲ့က၅ဘေ၆လက်မထိရှိတဲ့အရက်မြင့်တဲ့ဖိုက်တာတူဖြစ်ပါတယ်။ Rich အပိုင်းကိုကြည့်မယ်ဆိုရင်လည်း Brandon Rover အနေနဲ့က Rich က68လက်မတောင်ရှိတာဖြစ်ပြီးတော့ Joshua Bang ကတော့65လက်မသာရှိတာဖြစ်ပါတယ်ဆိုတော့အရန်မောင်းတဲ့ခြေတံလက်တံအကွာကြီးကွာနေတဲ့အနေအထားမှာ Joshua Bang နေနဲ့ Underdog လို့ခေါ်တဲ့အောက်ကြီးကြီးနေအနေအထားကနေပြီးတော့ရှင်ပြိုင်ထိုးတက်ခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ပွဲစဉ်စလာပြီဆိုတာနဲ့ပထမချီမှာဂျိုရှူအာဘန်ရဲ့လုံးဝကိုစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်ခဲ့ရတာကိုတွေ့ခဲ့ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ Brandon Roberts ဟာပထမအကြိမ်စပြီဆိုတာနဲ့ Joshua Ban ကိုထောက်လျှောက်သွားလို့ Jet Black တီးတွေထောက်ပြီးတော့ pressure ကောင်းကောင်းလိုက်ပြီးတော့ပေးပြီးပွဲခေါ်မြူဆွဲကစားနေပေမဲ့ဂျိုရှူအာဘန်ကတော့လုံးဝဆိုသလိုပဲအေးဆေးဆေးပုံစံမျိုးနဲ့တိတိကျကျကောင်တာဖမ်းပြီးတော့စော့မဲ့ပုံစံမျိုးနဲ့စော့နေကြတာကိုတွေ့ရပါတယ်။အဲဒီလိုမျိုးစော့နေခဲ့တဲ့ပုံစံအတိုင်းပဲဂျိုရှူအာဘန်အနေနဲ့ဘရန်ဒန်ရိုဘတ်ကိုပထမအချီမှာကောင်တာလက်သီးချက်တွေနဲ့လုံးဝကိုအမှန်အကန်ကောင်တာပြန်ပြီးတော့စော့ပြခဲ့ပြီးတော့ တစ်ချက်မှပြတ်ထွက်မသွားဘဲနဲ့သူ့ရဲ့ game plan အတိုင်းကိုလုံးဝ stick လုပ်ပြီးတော့သူ့ရဲ့ငကိုမူလ game plan အတိုင်းတည်တည်ကြာကြာစော့ပြသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ် Brandon Robert အနေနဲ့ကတော့ Joshua Ban ရဲ့ skill တွေကိုပထမအကြိမ်မှာလုံးဝဆိုသလိုသိသွားပြီးတဲ့နောက်မှာသူ့အနေနဲ့တော်တော်လေးကို gear side ပြီးတော့ကစားရမယ့်အနေအထားဖြစ်သွားခဲ့တာဖြစ်ပါတယ် ဒုတိယအကြိမ်မှာဆိုလို့ရှိရင်တော့ Brandon Robben အနေနဲ့နဲငယ်ပို့ပြီးတော့ Guild Side ပုံစံမျိုးနဲ့ပွဲထွက်လာခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ Joshua Ban အနေနဲ့ကတော့သူဟာသူ့ရဲ့ game plan အတိုင်းပဲစိတ်ရှည်ရှည်နဲ့ Brandon Robben ရဲ့အမှားကိုစောင့်ပြီးတော့ထိုးမယ် counter ထိုးမယ်ဆိုပြီးတော့လောက်လာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒုတိယအကြိမ်မှာ Brandon Robben အနေနဲ့ Joshua Ban ကိုအရင်တုန်းကနိုင်ယူထားခဲ့ဘူးတဲ့ Charles Johnson တုံးနဲ့ view ဟာမျိုးပြောင်းသုံးလာခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီ view ဟာကတော့တောက်လျှောက်ဆိုသလိုဖွင့်ထိုးပြီးတော့ ဂျိုရှူအာဘန်ကိုအလဲထုတ်ဖို့ကြိုးစားပေမဲ့ဒီချိန်မှာတော့ဂျိုရှူအာဘန်နေနဲ့တော်တော်လေးကိုပါနက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Brandon Robert ရဲ့ဖြူဟာတဲ့ကိုသူ့အနေနဲ့မဝင်သွားဘဲနောက်ဆုတ်တင်တဲ့ချိန်မှာနောက်ဆုတ်ပြီးတော့တော်တော်လေးကိုဒုတိယအချီကတော့ရုံးကန်ပြီးတော့ကစားလိုက်ရတဲ့အပြင် ဂျိုရှူအာဘန်ကိုလည်းဘရန်ဒန်ရိုဘဲကချက်ကောင်းတွေကိုနှစ်ချက်သုံးချက်လောက်ထိထိမိမိထိုးသွားပြနိုင်တာကိုတွေ့ရပါတယ်ဘရန်ဒန်ရိုဘဲအနေနဲ့ကလည်း UFC Flyweight တန်းရဲ့ ranking အဆင့်နံပါတ်1နေရာက fighter ဆိုတဲ့ဂုဏ်ပုံနဲ့အညီကောင်းဆုံးလှလပပဆော့ပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့ဒုတိယအချီမှာကတော့ဘရန်ဒန်ရိုဘဲကအလင်းငယ်ပို့ပြီးတော့တာတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ပထမအချီနဲ့ဒုတိယအချီပြီးသွားတဲ့အနေအထားမှာဆိုလို့ရှိရင် ဖိုက်တာနေရာလုံးကိုအမှတ်ပေးမဲ့ဆိုရင်ဂျိုရှွာဘန်ကပထမအချီဘန်နန်ရိုဘယ်ကဒုတိယအချီဆိုပြီးတော့အကြံပြင်းအမှတ်ပေးထားလို့ရပြီဖြစ်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့တတိယအချီကတော့တော်တော်လေးကိုအင်မတန်အရေးကြီးတဲ့အချီလို့ပြောရမှာဖြစ်ပြီးတော့ဂျိုရှွာဘန်အနေနဲ့အဲ့ဒီအချီမှာကျွန်တော်တို့မြန်မာတိုင်းရင်းသားဖိုက်တာအူအနေနဲ့ဘယ်လောက်ထိလုတ်ပြနိုင်တယ်ဆိုတာကိုသူ့အနေနဲ့တက်သေးပြသွားခဲ့တဲ့ပွဲကြီးတစ်ခုကိုကျွန်တော်တို့စောင့်ကြည့်ခဲ့ရတာပဲဖြစ်ပါတယ် ပွဲကြီးစားမှာဆိုရင် Brandon Robbe အနေနဲ့သူကနာကတုံးခဲ့တဲ့ဖြူဟာအတိုင်းပဲ Joshua Ban ကိုလုံးဝကိုလက်သီးတွေဖွင့်ထိုးပြီးတော့အတင်းဝင်ပြီးတော့အလဲထိုးအမှောက်သိပ်ဖို့ကြိုးစားတာပါဒါပေမဲ့ Joshua Ban ရဲ့တကယ်ကိုတိကျပြင်းထန်လှတဲ့ကောင်တာလက်သီးချက်တွေဟာ Brandon Robbe ကိုတော်တော်လေးကိုအထိနာစေခဲ့တာဖြစ်ပြီးတော့ ရန်တန်ရိုဘဲဘလောက်ပဲအဝင်ကြမ်းကြမ်းဂျိုရှူအာဘန်ကကောင်တာပြန်ပြီးတော့ထိုးခဲ့တာကိုကျွန်တော်တို့ပရိသတ်တွေတွေ့ခဲ့ရမှာဖြစ်ပါတယ်။အဲဒီလိုမျိုးကောင်တာထိုးနေရင်းနေကနေပြီးတော့ဂျိုရှူအာဘန်အနေနဲ့တိုက်စစ်ဖွင့်ပြီးတော့ဆော့လာတာကိုတွေ့ရမှာဖြစ်ပြီးဂျိုရှူအာဘန်ရဲ့တွဲလုံးလက်သီးချက်တွေဟာဘရန်ဒန်ရိုဘက်ကို ကောင်းကောင်းကြီးဒုက္ခပေးနိုင်တာကိုတွေ့ရမှာဖြစ်ပြီးတော့ တတိယအချီရဲ့နောက်ဆုံးစက္ကန့်အနားလောက်မှာ Brandon Robert ကို Joshua Ban ရဲ့လုံးဝကိုပြင်းထန်လှတဲ့ညာ white counter လက်သီးနဲ့အတူဖင်ထိုင်ကျတော့အောင်ထိုးနိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့အဲဒီလိုမျိုးဖင်ထိုင်ကျတော့အောင်ထိုးလိုက်တဲ့အချိန်မှာဆိုရင်တော့ UFC အဖွဲ့အစည်းမှလာရောက်အပေးတဲ့လူအုပ်ကြီးရဲ့တခဲနဲ့အပေးခြင်းကိုခံခဲ့ရတာဖြစ်ပြီးတော့ Israel Da Sanyalo Fighter တွေ Ton Aspinalo Fighter တွေကစလုံးဝကို Ohe အပေးပြီးတော့အပေးကြံခဲ့တာပဲဖြစ်ပါတယ် Joshua Ban အနေနဲ့ Brandon Robert ကို finish လုပ်ဖို့အပွဲအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ပွဲချိန်က second ပိုင်းလောက်သာကျန်ရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲစဉ်ဟာအပြေမပေါ်ဘဲနဲ့ဒိုင်လူကြီးအဆုံးဖြတ်ကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒိုင်လူကြီးအဆုံးဖြတ်ပြီးသွားတဲ့နောက်မှဆိုလို့ရှိရင်တော့ သူ့ရဲ့ပွဲစဉ်ပြီးတဲ့နောက်မှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒုတိယမြောက်ကောင်းပွဲဖြစ်တဲ့ Alexandri Pandoha နဲ့ Kaikara France တို့ရဲ့ပွဲစဉ်ပြီးတဲ့နောက် Champion ဖြစ်သူ Alexandri Pandoha ကိုကိုင်းထဲကိုဝင်ရောက်ပြီးတော့စိန်ခေါ်ခွင့်ရတဲ့အထိ Joshua Ban ရဲ့ကွန်ဘုတ်ကတကယ်ကိုကြီးမားခဲ့တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပရိသတ်တွေနဲ့မကြခင်အချိန်အတွင်းမှာ Joshua Ban ရဲ့ Champion ကပ်ပစိန်ခေါ်ခွင့်ကိုမျက်မြင်ကိုတွေ့တွေ့ရတော့မှဖြစ်ပြီးတော့ကျွန်တော်ရင်က ပြောထားခဲ့ဘူးသလိုပဲ Champion စိန်ခေါ်ခွင့်နဲ့မဝေးလှတဲ့ Joshua Ban ဟာ Champion စိန်ခေါ်ခွင့်ကိုမကြခင်မှာ ှရရှိနိုင်မယ်လို့ကျွန်တော်ကလုံးဝကိုအာမခံထားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကတော့ဂျိုရှူအာဘန်အတွက်တကယ့်ကို final boss ကြီးနဲ့ရှင်ပြိုင်ထိုးသက်သွားရမယ့်ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဗတမကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး fighter နှစ်ယောက်လုံးရဲ့ထိုးသက်ပုံထိုးသက်နီးကလည်းတော်တော်လေးကိုမှကွဲပြားခြားနားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျိုရှူအာဘန်နေနဲ့လုံးဝလုံးဝလုံးဝသတိထားရမှာဖြစ်ပါတယ် ပရိသတ်တွေအားလုံးမြင်တွေ့တဲ့အတိုင်းပဲတူရီယာကောင်ပွဲဖြစ်တဲ့အလက်ဇန်ဒရီပန်တိုဟာနဲ့ခိုင်ခါရာဖရန့်စ်တို့ရဲ့ပွဲစဉ်မှာချန်ပီယံကြီးဖြစ်သူအလန်ဇန်ဒရီပန်တိုဟာရဲ့စကေးတွေကိုမြင်တွေ့ကြရလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်မိပြီးတော့အဲဒီပွဲစဉ်မှာအလက်ဇန်ဒရီပန်တိုဟာရဲ့ဘရာဇီးယန်ဂျူဂျီဆူစကေး၊နဗန်စကေး၊လက်တီထိုးတဲ့စကေးတွေဟာဂျိုရှူအာဘန်ထက်အခုချိန်ထိ အများကြီးတာလွန်ကောင်းပွန်နေသေးတယ်လို့ကျွန်တော်ကတော့ယုံကြည်မိပါတယ်။ ဆိုတော့ဂျိုရှူအာဘန်နီနဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရရှိသွားတာလည်းသိကြနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ချန်ပီယံကပတ်စိန်ခေါ်ပွဲရှင်ပြိုင်ထိုးသက်ဖို့အတွက်အနည်းဆုံးအချိန်6လလောက်ယူပြီးတည်တည်ချာချာပြင်ဆင် ground ဘိုင်းမှာ take down defense ကောင်းအောင်လုပ်လက်သီးပါဘိုင်းမှာပိုပြီးပြင်းအောင်လုပ်ပြီးမှ Alexandri Pantoha နဲ့ရှင်ပြိုင်ထိုးသက်စေခြင်းပါတယ်အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Alexandri Pantoha ကဂျိုရှူအာဘန်ကို take down ရယူသွားတာနဲ့တပြိုင်နက်ချက်ကလေးငှက်ကလေးလဲပေးညှစ်တယ်လို့လဲပေးညှစ်ပြီးအနိုင်ယူပြသွားပါလိမ့်မယ် ဆိုတော့ပရိသတ်တွေနေနေကရောအလက်ဇန်ဒရီပန်တိုဟာနဲ့ကိုင်ကာရာဖရန့်စ်ရဲ့ပွဲစဉ်ကိုကြည့်ပြီး ဂျိုရှူအာဘန်နဲ့အလက်ဇန်ဒရီပန်ဒိုဟာရဲ့ပွဲစဉ်ဟာဘယ်လိုပုံစံမျိုးပွဲစဉ်ဖြစ်သွားနိုင်တယ်လဲဆိုတာကိုကောမန့်မှာဆွေးနွေးသုံးသပ်ညှိခုံပေးခဲ့ကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုစုံလိုက်ကြည့်ပေးရတဲ့ကျေးဇူးပြားကြီးတင်ပါတယ်နောက်ပြန်မှာလည်းအခုလိုမျိုးပဲ MMA လောကကနောက်ဆုံးရသတင်းတွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ JDS Channel ကို Like Share and Subscribe လေးလုပ်ထားကြဖို့အတွက်တိုက်တွန်းချင်ပါတယ်ကျေးဇူးသူပရိသတ်တွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်